တကယ်ချင်းများအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မိုးအေးလေးနဲ့ထမင်းလက်ချက်စာချင်တာနဲ့ကျွန်တော်ကြာသဟင်္ဂါလေးချက်စာဖြစ်ပါတယ်တော်တော်မောင်မောင်တွေ YouTube ကဗီဒီယိုတွေကိုကိုးကားပြီးတော့ကျွန်တော်အဆင်ပြေသလိုချက်ထားပါတယ်ခင်ဗျာပထမဦးဆုံးကျွန်တော်ကကြာသဟင်္ဂါချက်ဖို့အတွက်ကျွန်တော်တို့ပဲကြာစံတွေကိုရေးစိန်ထားပါမယ်အဲ့ဒါပြီးတဲ့အခါမှာတော့ကျွန်တော်ကျွန်ရွံ့မိုးတွေပဲချောက်တွေမိုးချောက်တွေပန်းချောက်တွေအကုန်လုံးကိုကျွန်တော်ကစီကြောတန့်စင်ပြီးတော့ခဏလေးပွာလောင်လို့ရေးစိန်ထားမှဖြစ်ပါတယ်ခင်ဗျာ နောက်ပြီးတော့ကျွန်တော်တို့သားဓုတွေလည်းထည့်မှာဖြစ်တဲ့တော့ကြမလို့သားဓုတွေလည်းရေစိမ်းထားလိုက်ပါတယ်။ညတို့ရေစိမ်းထားလို့ခဏကြာသွားပြီဆိုလို့ရှိရင်နေငယ်ပွားလာပြီဖြစ်တဲ့တော့ကြမလို့ချက်ပြုတ်ဖို့အတွက်ဆင်သင့်ဖြစ်အောင်လို့ပြန်ကြီးဆက်ယူထားပြီးတော့အနေတော့အပိုင်းလေးတွေကျွန်တော်တို့ကက်ကြီးနဲ့ဖြတ်တောက်ထားမှာဖြစ်ပါတယ်။ အားလုံးပြင်ဆင်ပြီးလို့အဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင်ဆော့ဆော့အားလုံးကကြိုပြီးတော့တဲထားတဲ့ရင်းနှွေးဦးတဲ့ကိုရင်းနှွေးဆူလာပြီဆိုလို့ရှိရင်ညတို့စီတက်ထားတဲ့ကြက်သားတွေကိုရင်းလုံးထည့်ပါမယ်ကြက်သားထည့်ပြီးတာနဲ့ကျွန်တော်တို့ခုနကတော့အဆင်သင့်ပြင်ဆင်ထားတဲ့ကြော်နွေမှုတွေပဲကြောက်တွေမိုးကြောက်ပန်းကြောက်တွေကိုညတို့တစ်ခုချင်းစီထည့်มาဖြစ်ပါတယ် နောက်ထပ်ကျွန်တော်တို့ပြုတ်ထားတဲ့ငုံပြုတ်လေးလည်းထည့်လိုက်တယ်ကျက်သုံးလေးလေးလည်းထပ်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ခဏတစ်ဖြုံမှုပြီးတော့ဖုံးလေးခဏအောက်ထားလိုက်ပါပါခင်ဗျာအဲ့ပြီးရင်တော့ဆော့ဆော့တော့ဝင်ရေစိမ့်ထားတဲ့ပဲကြဆန်လေးတွေကိုကျွန်တော်တို့ပြန်ပြီးထက်ထက်လိုက်ပြီးတော့ရေလေးနဲ့ထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ခဏတက်ထားလိုက်ပါမယ်။အခုလိုခဏတက်ထားတဲ့ချိန်မှာကျွန်တော်သူနဲ့တွဲဖက်ပြီးစားဖို့အတွက်ကျသုံးစိမ့်လေးတွေ၊တံပြားသီးလေးတွေ၊ညောင်နံနံလေးတွေကိုပြင်ဆင်ပါဖြစ်ပါတယ်။ ခုလိုပြင်ဆင်နေရင်လည်းကျွန်တော်တို့ခဏကြာတော့ကျွန်တော်တို့ဖွင့်ကြည့်လိုက်တဲ့ခါမှာဆိုလို့ရှိရင်ကြာတဲ့ကြာအိုးလေးကလည်းတော်လေးကိုဆူနေပါပြီထဲထားတဲ့မိုးကြောက်ပန်းကြောက်တွေတက်သွန်နေနူးပြီဆိုတာနဲ့ကျွန်တော်တို့ဒီရတာအတွက်စက်သားမုံနေငပြရည်တွေစားတွေကိုနိုင်ငယ်စီထည့်ပြီးတော့ထပ်ပြီးတော့ချလိုက်ပါတယ်အနယ်လေးထက်တယ်ထားလို့ခဏကြာတဲ့ခါမှာဆိုလို့ရှိရင်ညရတာရှိတဲ့ကြာစံကြာလေးရစာတမ်းဖို့အတွက်အဆင်သင့်ဖြစ်ပါပြီခင်ဗျာ။ကဲရပြီဆိုတော့ကိုယ့်အကူစာဖို့အတွက်ရင်းစုံတပွဲစပြီးတော့ပြင်လိုက်ပါဦးမယ်ခင်ဗျာ။ ခုလိုကြာတန်းချက်ကလေးရာချဲရလဲတိမ်ခတ်ဘူးစလို့လည်းရန်ကောင်းတဲ့အတွက်ကြောင့်မလို့ငယ်ချင်းများအလုံးလိုက်ပြီးတော့ချက်ပြီးတော့စကြည့်ပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်